ချန်ပီယံတယောက်ရဲ့ဘဝစကြောတငယ်ချင်းကိုတစ္ဆာမဖောက်ရအောင်အမြဲတမ်းပါးစပ်ကိုပိတ်ထားကျွန်တော်ရဲ့ suggested movie ကနေဒီတစ်ပတ်မှာတော့ကြည့်ရှုသူပရိသတ်တွေကို Oscar ဆုရမင်းသားကြီးဖြစ်တဲ့ Robert Anthony Daniel လို့ခေါ်တဲ့ Robert Daniel ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုညှိုးပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားတွေကတော့1989ခုနှစ်မှာထွက်ရှိခဲ့တဲ့ Ringing Voo နဲ့1990မှာထွက်ရှိခဲ့တဲ့ Goodfellas တို့ပဲဖြစ်ပါတယ် ိတ်မသာစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့မမေ့ကြပါနဲ့ Robert Anthony Daniel လို့ခေါ်တဲ့ Robert Daniel ကကြတော့ American Italy တိုးဆောင် director နဲ့ရုပ်ရှင်ထုတ်လုပ်သူတယောက်လည်းဖြစ်ပါတယ်သူကတော့သူ့ရဲ့မိဘတွေဖြစ်ကြတဲ့ Robert Daniel Senior နဲ့မိခင်ဖြစ်တဲ့ Virginia Admiral ကနေပြီးတော့1943ခုနှစ် August 18ရက် New York City Manhattan မှာဝေးဖွားခဲ့ရလည်းဖြစ်ပါတယ် သူ့ရဲ့မိဘတွေကလည်းဒီအမှုပညာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးရှိတယ်လို့ပြောရမယ်နော်ပကြီးစရာတွေဖြစ်ပြီးတော့မှသူကတဦးသေးသောတားတယောက်လည်းဖြစ်ပါတယ်သူရဲ့ဖခင်ကဒါအိုင်ယာလန်အီတလီနယ်ဘွားဖြစ်ပြီးတော့မိခင်ကတော့ဒါဒက်ရှ်ပြင်သစ်နယ်ဘွားတယောက်ပေါ့။သူကငယ်ငယ်လေးကဒီမိဘရဲ့ပြဿနာရဲ့ကြားထဲမှာသူနေခဲ့ရတယ်။သူနှစ်နှစ်သားအရွယ်မှာတည်းကမိဘကြီးကလမ်းခွဲခဲ့ကြတယ်ပေါ့နော်။လမ်းခွဲသွားတဲ့အချိန်မှာတော့သူကသူ့ရဲ့အမေနဲ့လိုက်နေတယ်။ အဲသူရဲ့အမေနဲ့အတူပဲဒါမဟန်တန်ဂရင်းဝစ်လေးတဲ့အီတလီရက်ကွက်မှာကြီးပြင်းလာခဲ့ရတယ်ဖြစ်ပါတယ်။သူငငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒီအသားရည်ဖြည်းဖြည်းရှေ့ရွက်ကြောင်မို့လို့သူ့သူ့ရဲ့တငယ်ချင်းတွေကနေဒါဘော်ဘီမစ်ဆိုပြီးတော့မှနာမည်ပြောင်းပေးခဲ့ကြပါလိမ့်။တနီရူကတော့ဒါမဟန်တန်မှာရှိတဲ့အစိုးရမူလာရန်ကြောင့် Public School 41မှာဆိုလို့ရှိရင်ဒါဆတ်မာတဲ့အထစ်ကိုတက်ရောက်ခဲ့ရတယ်ဖြစ်ပါတယ်။ သူကငငယ်လေးတည်းကကိုဒါတယုတ်ဆောင်ဝါသနာပါပြီးတော့မှ dramatic workshop မှာဆိုလို့ရှိရင်ဒီတယုတ်ဆောင်ပညာကိုစတင်လေ့လာခဲ့ပြီးတော့အသက်10နှစ်အရွယ်ရောက်တဲ့ချိန်မှာတော့ဒါ The Wizard of Oz ဆိုတဲ့ပြဇာတ်မှာအသေးဘောကြောင့်နဲ့ချင်းသေးစေရုပ်ဖြစ်တဲ့ Cloudy Lion ဖြစ်ပါဝင်ပြီးတော့တယုတ်ဆောင်ခဲ့ရလည်းဖြစ်ပါတယ်အဲ့နောက်မှာတော့ဒီတယုတ်ဆောင်တဲ့အလုတ်ကသူ့ကိုတကယ်ကိုအပြေးဝဆေးလို့ရှားမှုပေးနိုင်တဲ့အတွက်ကြောင့်မလို့သူဒီဟာနဲ့ပတ်သက်ပြီးတော့တကယ်ကိုယူသွတ်တာကိုမှန်လာတယ်သူသိလာတဲ့အတွက်ကြောင့်မလို့အဲ့လောကရဲ့ဝင်ဖို့အတွက်အသက်16နှစ်အရွယ်မှာတည်းက အထက်တန်းကျောင်းကနေသူကထွက်ခဲ့တယ်ပေါ့နော် HP Studio ပြီးရင် Listerfest ရဲ့ Edit Studio ပြီးရင် Stellar Adder ရဲ့ Stellar Adder Conservatory စတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီတိုးဆောင်ပညာနဲ့ပတ်သက်ပြီးတော့ထဲထဲဝင်ဝင်သူလေ့လာခဲ့တယ်။လူငယ်တိုးဆောင်ဖြစ်တဲ့ Daniel ကကြတော့အဲ့တုန်းကတကယ်ကိုနာမည်ကြီးတဲ့ Adder ဖြစ်ကြတဲ့ Marlon Brando, Mark Gomari, James Dean, Peter Gallagher ကို Jarden Page နဲ့ Kinstanley ပေါ့နော်ဒီတိူးဆောင်တွေကိုသူကတကယ်ကိုစိုက်နှက်သက်ပြီးတော့မှသူတို့ရဲ့လွှမ်းမိုးမှုကိုလည်းသူကခံခဲ့ရတယ်1965ခုနှစ်မှာဆိုရင် Danny Roa Three Rooms in Manhattan နဲ့1968ခုနှစ်မှာ Lance Jinx Lock စကားတွေမှာဆိုလို့ရှိရင်ဒီတခန်းစားနှခန်းစားပါဝင်လာခဲ့တယ်ပေါ့အဲသူရဲ့ကြိုးစားမှုကြောင့်ပဲတိတ်မကြခဲ့မှာဆိုလို့ရှိရင် Greeting ဆိုတဲ့စကားမှာအဓိကတိူးဆောင်နေရာကနေပြီးတော့မှသူကပါဝင်ခဲ့တယ်ပြီးတော့ The Godfather Part 2, Ringin' Fu, Taxi Driver, The Dear Handed, Awakens, Case Pia, Silver Linkin's Playbooks, Killer of the Flower Moon, Main Street, The Kennel Comedy, Once Upon a Time America, The Mission, The Antichivex, Goodfellas, The Boy's Life, Hit, Casino, Jaxi Brown, Joker, The Irishman, Midnight Grand, Red Bad Dodge, Analytics, Meet the Peter Flint's, Sorry, Sakari Ma, Power Video, Dilsong Gamer, Diving, A Bone Stay, A Good, good She Have, ပြင် the wizard online စကားတွေမှာလည်းဒါကိုယ်တိုင်ရိုက်ကူးခဲ့ရလည်းဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Robert Tanio ကတေးဥဆောင်အလုပ်ကိုတကယ်ယူသွတ်တယ်လို့ကျွန်တော်တို့ပြောလို့ရပြင်တော့သူကဒါနောက်ထပ်သူ့ကိုချီးကျူးရမှာတကူကတော့တကယ်တမ်းပညာသင်ရမယ့်အချိန်မှာဆိုလို့ရှိရင်သူကတက်တက်ရှင်းရှင်းနဲ့သူ့ဝါသနာပါတဲ့လမ်းကိုရွေးချယ်လိုက် အဲ့လိုနဲ့သူက58ကြိမ်မြောက် Academy စုပေးပွဲမှာဆိုလို့ရှင် The Godfather Pack 2စက္ကားနဲ့ Back Supporting at the Oscar Sue ပြီး53ကြိမ်မြောက် Academy စုချင်းပြပွဲမှာဆိုရင်တော့ Ringing Boo စက္ကားနဲ့ Back at the Oscar Sue တွေကိုစုခုနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ဒါ့အပြင်ကျွန်တော်ရှေးကဘာလုံးစုတစု Emmy စု၄စု The British Academy Flint Awards BAFT Awards ၈ဆုအပြင်ကိုမှအခြားသောဆုတောင်းပေါင်းများစွာကိုရရှိထားတဲ့တကယ့်ကိုထိတ်တဲ့ဥပညာရှင်တယောက်လည်းဖြစ်ပါတယ်။ဒါကတော့အသက်၈၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ Oscar ဆုရှင်မင်းသားကြီးဖြစ်တဲ့ Robert De Niro ရဲ့အကြောင်းကိုကျွန်တော်တိတိလောက်ပရိသတ်တွေကိုပြန်ပြီးတော့မှ sharing လုပ်ပေးခဲ့ရဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဇကားအကြောင်းလေးကိုတွားလိုက်ချင်ပါတယ်။ကျွန်တော်ပရမဆုံးညွှန်ပေးခြင်းတဲ့ဇာတ်ကားကတော့1989ခုနှစ်မှာထွက်ရှိပြီးတော့ Robert De Niro ကို Best Actor Oscar ဆုရရှိစေခဲ့တဲ့ Ringing Bell ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီစကားကတော့ biographical sport drama film ရုပ်ရှင်အမျိုးအစားတကားပေါ့အဲ့တော့ကျွန်တော်တို့ဒါ Robert De Niro ကိုဒီစကားမှာဆိုလို့ရှိရင်သူ့ရဲ့နေတွင်းနေကြပုံစံမဟုတ်တဲ့လဝိတ်ပညာရှင်တူအနေနဲ့လဝိတ်သမားတယောက်အနေနဲ့ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီစကားဆိုလို့ရှိရင် middleweight လဝိတ် champion ဟောင်းဖြစ်တဲ့ Jake LaMotta ရဲ့ Ringing Bell My Story ကိုပြန်ပြီးတော့မှရိုက်ကူးထားတဲ့ကဖြစ်ပါတယ်အဲ့တဲ့ကြောင့်မလို့ကျွန်တော်လဝိတ်လောကရဲ့တကယ်ကိုဒါဒသိတစောင်းတွေပေါ့နော်ကျွန်တော်အကြောင်းအရာတွေကိုမြင်တွေ့ရမယ်အပြင် အောင်မြင်ခြင်းတွေကြားဆုံးခြင်းတွေပြီးတော့အနေမြင့်တက်ကြရေးပြည့်နေနေတဲ့ Jake LaMotta ရဲ့အကြောင်းကိုကျွန်တော်တို့ချစ်ရတဲ့မင်းသားကြီးဖြစ်တဲ့ Robert De Niro စီကနေပြီးတော့မှမြင်တွေ့ရမှာဖြစ်ပါတယ်။အော်ဇကာရဲ့အစကိုပြောရမယ်ဆိုလို့ရှိရင်ဒီဇကာရဲ့အစမှာရဲ့ကားကိုဒါကျွန်တော်တို့တန်ဖို့အတက်နဲ့ကျွန်တော်စထားတယ်။ Jake LaMotta နဲ့ Jimmy Reeve တို့ကဂျိုးဝိုင်းတစ်ခုထဲမှာအချိန်နဲ့ထိုးတက်နေကြရပါတော့။နှစ်ယောက်လုံးကလည်းကျွန်တော်ဒီဒန်ယာတွေတော်တော်လေးရနေပြီးတော့မှသူတပြန်ကိုတပြန်နဲ့ရှင်ပြိုင်နေတဲ့အချိန်ကနောက်ဆုံးအချိန်ဖြစ်တဲ့ဆယ်ချီမြောက်ထိကိုသူတို့ရောက်လာခဲ့တယ်။ အဲ့ချိန်မှာတော့ဒါ Jake က Rick ကိုအလဲထိုးလိုက်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ Ohio Bouncing Commission ရဲ့ဆုံးဖြတ်ချက်အရ Rick ကိုအနိုင်ပေးလိုက်တယ် အားလုံးရဲ့အမြင်ဒါပြိတ္တတွေအားလုံးကလည်းကွင်းထဲမှာရှိနေတယ်ဒီပွဲမှာ Jake ကအနိုင်ရတင်တယ်ဆိုပြီးတော့အားလုံးကလည်းအဲ့အချိန်မှာနှလုံးရှားရှားဖြစ်လာကြတယ်ကွင်းထဲမှာ Jake ကလည်းအဲတော်တော်လေးကိုသူအဲ့အချိန်မှာ shock ဖြစ်သွားတယ်ပေါ့နော်ပြိတ္တတွေအားလုံးကလည်းကွင်းပေးရတယ်ပောက်ကွဲတယ်ပစ္စည်းတွေနဲ့ကျွန်တော်တို့ဒီကွင်းထဲကိုပစ်ပေါက်တာမျိုးတွေပါရှိလာတယ်အဲ့အချိန်တွေကြောင့်ပဲဒီ Jake ကသူအိမ်ပြန်ရောက်တဲ့ချိန်ထိကိုဒါနဲ့ပတ်သက်ပြီးအခဲမကြီးပြီးတော့မခံမရနိုင်ဖြစ်နေတယ်ပြီးရင်ဒါသူ့ရဲ့မိသားစုနဲ့လည်းအဆင်မပြေတော့ဘူးသူပြဿနာကြီးတက်တယ် ပြီးတော့သူ့မှာနောက်ထပ်အားမလို့အားမရဖြစ်တာကကြတော့ဒီ middle weight တန်းကနေပြီးတော့သူကရှင်ပြိုင်နေတယ်သူ heavy weight ကိုသွားထိုးလို့မရတာဒါပြင်ကျွန်တော်တို့ဒါလက်ဝဲလောကရဲ့မှမျှတမှုတွေကိုလည်းသူကခံနေရတယ်ပြီးရင်တစ်ဖက်မှာဆိုရင်ကျွန်တော်တို့ဒါ mafia တွေကလည်းသူ့ကိုချုပ်ကင်မှုစ조사နေတယ်အဲ့ချိန်နေအများကြီးကသူ့အတွက်တော်တော်လေးဖိအားဝင်နေတဲ့အနေအထားမျိုးပေါ့ပထမတော့သူကအဲ့ဒါနဲ့ပတ်သက်ပြီးတော်တော်လေးပောက်ကွဲခဲ့တယ် ်နောက်ပိုင်းမှာတော့သူကဒီသူမကောင်းတာတွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့အပြန်ပြီးတော့ခံရရဆိုပြီးတော့သူစိတ်သူသူကဖြေလိုက်တယ်အဲ့လိုနဲ့သူကပြန်ကြိုးစားပြီးတော့တပွဲနဲ့တပွဲလူတိများလာခဲ့တယ်ပြီးတော့သူ့ရဲ့အမျိုးသမီးနဲ့လည်းလမ်းခွဲပြီးတော့သူအချစ်သက်နဲ့တွေ့ခဲ့တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းပွဲမှာဆိုလို့ရှိရင်သူကဒီဇိုင်းမမတ်နဲ့ဒီလက်ဝတ်ကိုပဲကြိုးစားပြီးတော့မှလေ့ကျင့်ရင်းနဲ့ကျန်တဲ့ပြိုင်ဘက်တွေကိုသူအနိုင်ယူနိုင်တယ်သူ့ရဲ့ဝေးတန်းမှာဆိုလို့ရှိရင်သူနဲ့ရှင်ထိုးမဲ့လူမရှိသလောက်ဖြစ်လာခဲ့ ဒါပေမဲ့ तू ဟာဒီ middleweight champion မဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့ तू ကကြိုးစားနေရသေးတယ်ပေါ့နော်အဲ့လိုနဲ့တစ်ဖက်မှာလည်းသူ့ရဲ့စိတ်ကပြောင်းလဲလာရယ်ပေါ့နော်တက်တနာကြတော့သူ့ရဲ့ဇနီးကိုစိတ်မချဘဲနဲ့တန်စရာတွေဝင်လာတာပေါ့အပြိုင်ပွဲကတစ်ဖက်တစ်ဖက်မှာဒါသူ့ရဲ့အမျိုးသမီးပေါ်မှာတန်စရာတွေကတစ်ဖက်နဲ့တကယ်ကိုဗျာများတဲ့ချိန်မျိုးသူပြန်ရောက်လာခဲ့အဲ့တော့နောက်ဆုံးမှာဆိုလို့ရှိရင် Jake ကသူ့လိုချင်တဲ့ middleweight champion ဆုကိုရသွားနိုင်တယ် ပြီးသူ့ရဲ့မိသားစုပြဿနာတွေသူ့ဘဝရဲ့အနေနဲ့တက်ကြတွေကိုဘယ်လိုဖြေရှင်းကျော်လာမလဲဆိုတာကိုသိကြရင်တော့1989နှစ်မှာထွက်ရှိခဲ့တဲ့ Ringing Blue ဆိုတဲ့ဇာတ်ကားမှာဆက်လက်ပြီးတော့ရှိဖို့တိုက်တွန်းပြရမယ်ခင်ဗျာဇက်ကောတော့ဒါရိုက်တာဖြစ်တဲ့ Martin Scorsese ကနေရိုက်ခွင့်ခဲ့တာဖြစ်ပြီးတော့ Jake LaMotta ဖြစ် Robert De Niro, Joey LaMotta ဖြစ် Joe Pesci, ဗစ်ကီလာမော်ဒါဖြစ်ကက်တီမိုရီယာတီတိုမီဖြစ်နီကိုလက်ကိုလက်ဆန်ဆယ်ဗီဖြစ်ဖရန့်ဘင်းစင်တို့ကနေပြီးတော့မှအဓိကပါဝင်ကြုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီဇက်ကဆိုလို့ရှိရင်တော့ဒါရောဘတ်တန်နီယိုကိုဘက်စ်အက်ဒါအော့စကာဆုကိုရရှိစေခဲ့တယ်လို့ IMDb ရေတင်ရ8.1ကိုရရှိထားတဲ့လူကြိုက်များလာတဲ့ဇက်ကတကားလည်းဖြစ်ပါတယ်။အဲ့တော့နောက်ထပ်ထပ်ပြီးတော့မှညွှန်ပေးခြင်းတဲ့ဇာတ်ကားကတော့ Robert Daniel ရဲ့ 1999နှစ်မှာထွက်ရှိခဲ့တဲ့ Godfellas ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားကလည်း Biographic Gangster Film ဇာတ်ကားမျိုးစားတကားပဲဖြစ်ပါတယ်အဲ့ကျွန်တော်တို့ဇာတ်ကားအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင် Henry Hayes ဆိုတဲ့လူငယ်လေးတယောက်ကငယ်ငယ်လေးတည်းကကိုဒါ Gangster ဖြစ်ချင်နေတဲ့သူပေါ့ပြီးတော့ဒီ Gangster တွေရဲ့လုပ်ပုံကိုင်းပုံတွေဒီ Gangster တွေရဲ့စီးမြင့်တွေကိုလည်းသူကြည့်ပြီးတော့အရင်အားကြတယ် သူအားကြတာလဲသူ့ကိုပြစ်ပြောလို့တော့မရသူ့ရဲ့အင်ကနေပြီးတော့ပဒင်းပေါက်ကိုဖြွင့်လိုက်တာနဲ့ဒီဂန်စတာတွေရဲ့ချက်စားနေတဲ့နေရာတွေသူကမြင်တွေ့နေရတယ်လမ်းမတွေပေါ်မှာဆိုလို့ရှိရင်ဒီဂန်စတာတွေကလှုပ်ရှားသွားလာနေပုံတွေကိုသူကနေ့စဉ်ကိုမြင်တွေ့နေရတာအဲ့လိုနဲ့တဖြည်းဖြည်းနဲ့သူကစာတင်မှုလဲအာရုံမရတော့ဘဲနဲ့ဒီဂန်စတာတွေစီမှာပဲသွားပြီးတော့မှတဝဲလဲလဲဖြစ်နေတယ် ចောင်းပိတ်တာနဲ့သူကဒီသူ့ရဲ့ ancient မှာရှိတဲ့အဲ့ခေတ်တုန်းကနာမည်ကြီးတဲ့ Gangster Polly ပြီးရင် Top D တို့ညီကို2ယောက်စီမှာလက်တော်လက်တောင်အလုပ်တွေသွားပြီးတော့မှလုပ်တယ်ပေါ့နော်နောက်ပိုင်းကျတော့သူကစာတင်ငန်းလေးကိုလုံးဝမသွားတော့ဘဲနဲ့ဒီ Gangster တွေရဲ့နေရာဖြစ်တဲ့ Taxi Gate မှာပဲအချိန်ကုန်နေတယ်အဲ့တော့သူ့ရဲ့အဖေနဲ့လည်းသူပြဿနာကြီးတက်လာတယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်သူကသူပြောတဲ့နေရာမှာပဲနေပြီးတော့မှသူလုချင်တာကိုပဲသူလုပ်နေတယ်သူ့ဖေကဘလောက်ပဲသူ့ကိုရိုက်ရိုက်သူကအဲသူသွားနေတဲ့နေရာကိုပဲသူသွားတယ်စားလည်းမတင်တော့ဘူးပေါ့နော်နောက်ထပ် ထပ်ပြီးတော့မှသူလေးစားအားကြရတဲ့ hero gangster တယောက်ကလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ Jimmy Conway ပေါ့။ Jimmy Conway ကိုတော့ဒါလူများကနေပြီးတော့မှလူကြီးလူကောင်းလို့ခေါ်ကြတယ်ပေါ့နော်။အဲ Henry ကနေပြီးတော့မှသူ့ကိုအရင်ကဒါလေးစားအားကြရတဲ့အားကြရတဲ့သူပေါ့။အဲ့တော့ကျွန်တော်ဒါ Henry က Polly ရဲ့မိတ်ဆက်ပေးမှုနဲ့ပဲဒါ Jimmy C မှာအလိုလိုဖွင့်ရခဲ့တယ်ပေါ့နော်။အဲ့တော့အဲ Jimmy C မှာကသူနဲ့အရွယ်တူကောင်းလေးတယောက်ဖြစ်တဲ့ Tommy ဆိုတဲ့ gangster ပေါ့စာလေးတယောက်ကလည်းရှိနေသေးတယ်။အဲ့တော့ Tommy နဲ့ ဟင်နရီကအတူတူတွဲပြီးတော့မှဒါအလုပ်လုပ်ခဲ့ရတယ်ပေါ့နော်။တင်းရမှာကြတော့ဒါဟင်နရီနဲ့ထော်မီနဲ့ကဂျီမီရဲ့အလုပ်ကိုလုပ်နေရင်းနဲ့ပဲဟင်နရီကနေပြီးတော့မထင်မှတ်ပဲနဲ့သူဖမ်းခံလိုက်ရတယ်ပေါ့နော်။ဒါပေမဲ့သူပြန်ပြီးတော့မှလွတ်လာတဲ့အချိန်မှာဂျီမီတို့နောက်ပေါ်လီထော်ဒီနဲ့နောက်ဂန်စတာတွေအကုန်လုံးကနေပြီးတော့ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြရတယ်ပေါ့နော်။အဲ့ချိန်မှာလည်းသူကသူ့ကိုသူအရင်ထင်ကြီးသွားတယ်လို့ပြောလို့ရတယ်။အဲ့ဟင်နရီကလည်းတဖြည်းဖြည်းနဲ့သူအရွယ်ရောက်လာတယ်။ပြီးရင်တော့ဂျီမီနဲ့အတူပဲဒီဂန်စတာလောကမှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့နေရာတစ်ခုရလာတယ်လို့ပြောလို့ရတယ်။ သူတို့ကကျွန်တော်တို့ဒါအရင်လိုမျိုးလက်တို့လက်တောင်းအလုပ်တွေပဲမဟုတ်တော့ဘဲနဲ့လေစိတ်လိုနေရာတွေမှာဒါပစ္စည်းတွေကိုအမှောင်ကပစ္စည်းတွေကိုသူတို့တဲ့ယူတဲ့အလုပ်တွေကိုသူတို့လုပ်နေတယ်။တနေ့မှာဒါသူတို့ရဲ့သတင်းပေးစီကနေပြီးတော့မှတကယ်ကိုအချီးရမဲ့ဝင်တစ်ခုသူတို့ရှိဝင်လာတယ်ပေါ့နော်။အဲ့ဒါကတော့ပြင်သစ်ကနေပြီးတော့လေရင်တစ်စီးကနေပတ်စံတွေတဲလာပြီးတော့လေစိတ်ကိုဝင်လာ။အခြေတွက်ကလည်းပြောရရင်တော်တော်လေးကိုများတယ်။သူတို့ရဲ့ဘဝတွေအားလုံးကိုပြောင်းလဲသွားနိုင်တော့တဲ့အခြေတွက်တွေဖြစ်တယ်။အဲ့ဒီလောက်ကလည်းဒါဟင်နရီနဲ့ဂျင်မီတို့အတွက် တနက်တစ်ချက်မှမဖောက်ရပဲနဲ့ဝင်ငွေကျန်းစေခဲ့တယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့တချို့ gangster ပေါက်ဆလူငယ်တွေကတူတူဝတ်မနေဘဲနဲ့ကားတွေဝယ်စည်းရတော့တည့်ရမှာချက်ချင်းဒီအိမ်လေးပါကြီးကောက်ဝယ်လိုက်တာလို့လုပ်တဲ့အချိန်မှာကျတော့ဂျင်မီကအဲ့နဲ့ပတ်သက်ပြီးတော်တော်လေးစိုးရင်လေအဲ့နဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့အဲပြန်ပြီးတော့နှုတ်ပိတ်တာတွေအဲသူ့လူတွေကိုအားလုံးကိုသူဒီရှင်းတက်တာတွေလို့လုပ်ခဲ့တာတွေလည်းရှိတယ်။ဒါလေးတွေကလည်းဒါပြစ်သက်တွေအတွက်တကယ်ကိုစိတ်ဝင်စားနေမယ်ဇဝေငယ်တွေကိုကျွန်တော်တို့ပြောလို့ရတယ်။ တစ်ဖက်မှာလည်းကျွန်တော်ဒီလေဘီလေးနေနေရှိနေသလိုဒါမုံတိုင်းနေရာလည်းသူတို့အတင်းဆောက်ကြုံနေတယ်သူတို့ ਨੇ ပြဿနာတက်တဲ့ gangster guy တွေနေဆိုလို့ရှိရင်ထိတ်တိုက်မရင်ဆိုင်ရပါမယ်အနှဲငယ်ညှိနေတဲ့ပြဿနာလေးတွေတော့ရှိတယ်နောက်ထပ်ဒီဇက်ကားမှာဆိုရင်စိတ်ဝင်စားဖို့ကောင်းတာကကြာတော့ဒီ Tommy ရဲ့ character ပေါ့ တော်မီကဒီကားမှာတော့ main character မဟုတ်ပင်မဲ့သူပါတဲ့ဇဝင်ကတိုင်းမှာဆိုလို့ရှိရင်ဒီဆက်ရဲ့တန်ဖိုးကိုဆွဲတင်ပေးနိုင်တဲ့ character မျိုးပေါ့။သူကကြတော့အာဒီ gangster ရဲ့ပုံစံအတိုင်းပဲမထင်မထင်သလိုလုပ်တတ်တယ်။ဒါပေမဲ့သူက psycho နဲ့ငယ်ရှိနေတဲ့ပုံစံမျိုးရှိရဲ့။အထုနေရာမှာဆိုလို့ရှိရင်စနေနောက်နေနဲ့တနက်နဲ့ထပ်ပစ်တာတွေသူထက် senior ကြတဲ့ gangster ကိုမထင်မဖက်နဲ့လုပ်ကြံလိုက်တာမျိုးတွေ။ဒါမျိုးတွေကဒါတော်မီရဲ့ style လို့ကျွန်တော်ပြောလို့ရတယ်။ဒီကားမှာဆိုလို့ရှိရင်လည်းဒီတော်မီရဲ့ character နဲ့ပတ်သက်ပြီးတော့တော်တော်လေးကြိုက်ကြတဲ့သူတွေလည်းများပါတယ်။ အဲ့တော့နောက်ဆုံးပါဆိုလို့ရှိရင်ဂန်စတာတွေရဲ့စရင်ရှင်းကြတဲ့ထုံးစံတိုင်းပဲဘာတွေဆက်ဖြစ်မှာလဲပြီးရင်ဟယ်ရီနဲ့ဂျမီတို့ကရောဘလူတွေထပ်ပြီးတော့မှဂျုံတွေ့ရမယ်ဒါတွေကိုသိချင်တော့1990ခုနှစ်မှာထွက်ရှိခဲ့တဲ့ Goodfellas ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုဆက်လက်ကြည့်ရှုဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီဇာတ်ကားကိုလည်း Director Martin Scott ဆေးစီကနေပြီးတော့မှရိုက်ကူးခဲ့တာဖြစ်ပြီးတော့မှ Jimmy Corwin ဖြစ် Robert Daniel Henry Hayes ဖြစ် Ray Liotta တော်မီတဗီရိုဖြစ်ဂျိုးပက်စီကယ်ရင်ဟေ့စ်ဖြစ်လော်ရင်းဘရာကိုပေါ်လီစီစီယိုဖြစ်ပေါ်ဆိုဗီနိုတော်ဒီစီစီယိုဖြစ်ဖရန့်လီယိုဖရန်ကီကာဘုံဖြစ်ဖရန့်စ်ဖဲရိုကနေပြီးတော့မှအဓိကပါဝင်ပြုဆောင်ထားတာပဲဖြစ်ပါတယ်ဒီဇက်ကဆိုလို့ရှိရင်ဒါ IMDb rating ရ8.7ထိကိုရရှိထားပြီးတော့တကဘာလုံးမှာအမြဲတမ်းကြည့်ရှုသူအများဆုံးစီးရင်နံပါတ်16နေရာမှာရပ်တည်နေတဲ့တကယ်ကိုအောင်မြင်တဲ့ဇက်ကတကားလည်းဖြစ်ပါတယ် ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ suggested movie ကနေပြီးတော့လက်ရှိမှာအသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့ Oscar ဆုရမင်းသားကြီး Robert De Niro ရဲ့1989နှစ်မှာထွက်ရှိခဲ့တဲ့ Ringing Fool နဲ့1990မှာထွက်ရှိခဲ့တဲ့ Goodfellas ဆိုတဲ့ဇာတ်ကားတွေကိုဒီတစ်ပတ်ရဲ့ weekend မှာကြည့်ရှုဖို့အတွက်တိုက်တွန်းချင်ပါတယ်။စကားရဆိုလို့ရှိရင်တော့ဒါအော်စကာဆုနဲ့အခြားဆုတစ်စိတ်တွေအများကြီးရရှိထားတဲ့စကားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြည့်ရှုသူပရိသတ်တွေအားလုံးလည်းအကြိုက်ကြစေမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ ျွန်တော်ရဲ့ CSTEM Movie စီစဉ်မှုတော့အပတ်စဉ်အင်္ဂါနေ့ည7:45ချိန်မှာ Fortune TV Channel နဲ့ Fortune TV ရဲ့ Application မှာတပိုင်းတည်းကြည့်ရှုနိုင်တယ်လို့ Fortune TV ရဲ့ YouTube Channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ရှင်ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအများအားဖြင့်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့အစီအစဉ်ကိုဆက်ဆက်ဆောင်ကြည့်ပေးဖို့လည်းကြိုးပမ်းပါစေ။ကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်။ Thank you ပါ။